မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအဲပထမဆုံးနေကျွန်တော်ဗမော်နဲ့စမယ်ဗျာနော်အဲဗမော်ကတော့အင်အားနဲ့မတော်တော်လေးစူညံတောင်းညံနေကြတာပဲဗျာနော် အဟိုမမောကြပါပြီမကြခင်ကြတော့မှာတို့မကြခင်ဟာမကြခင်ရတော့မှာတို့ဒီတပုံနေရပေါ့နော်မကြခင်ကျွန်တော်တို့ဗမောရတော့မယ်ဆိုပြီးတော့ပြောဆိုနေရည်လေကျွန်တော်စတတော့ကိုစူညံလောပါလေအဲ့တော့ကိုမမောလည်းအလုံးမအားအလုံးမအားတဲ့ခါကျတော့အဲဘာမှတက်ပြီးတော့နော်ဟိုမရှင်းပြနိုင်ရင်ဖြစ်တယ်အဲရှင်းပြပါမယ်ဗမောကိစ္စနဲ့ပတ်သက်လို့အခုဗမောကြပါပြီဆိုပြီးတော့ဓာတ်ပုံတွေတက်လာတယ်ဓာတ်ပုံတွေအာရုပ်တံတွေတက်လာတယ်ကြီးဆိုင်တော်များပါတယ်အဲ့ဒီအားလုံးကဟိုးစိန်လုံးက ဗီဒီယိုတွေရုပ်သံတွေအားလုံးကိုလေအပြန်တင်ပြီးတော့ဝါဒဖြန့်နေပုံကြီးထောက်လို့ရှိရင်တော့တို့တတော်လေးတော့အထိနာနေပုံရပါလေဗမော်ကအမှန်တကယ်ပြောရမဟဲ့ဆိုရင်အဲတို့ဘက်ကအင်အားထက်ဖြည့်ထားတော့မှန်တယ်အဲဒီ KIA စစ်သေးကြတပုံနေ PDF ကွန်ဒုံးနေနော် PDF ကွန်ဒုံးနေနောက်ပြီးတော့တို့အဲတော်တော်များများရတော့ရှောက်ဆွဲတာပါချင်းတပုံနေနော်ကျွန်တော်ဗမာတပုံပေါ့ဗျာတပုံမောင်းစုံပေါ့ဟလာအဲတပုံမောင်းစုံအဲ့ဒီမှာ ဆုံထကြတာပါဒါပေမဲ့ဘလောက်ကြီးပဲတပုံထထခဲလေသမျှတဲရေကြတဲ့ဘဝမှာပဲအဆုံးသက်သွားတာများပါတယ်နော်အခုလက်ရှိလဲတို့ကြံစီချောင်းနေပါတယ်ဘာကြောင့်ဆိုတော့ဘမော်က KIA ကိုအရှက်တိတ်ခါပြန်ပြန်ကွဲဟောင်းတကယ်မှအရှက်တိတ်ခါပြန်ပြန်ကွဲသွားစေတဲ့အဲစစ်မြေပြင်ဖြစ်တဲ့တကြောင် KIA ကယင်ထုမနာဖြစ်နေပါတယ်ယင်ထုမနာဖြစ်တဲ့ခါကျတော့သူ KIA ပေါ့ကချင်အချင်းချင်းတောင်မှပဲ KIA ကို စန့်ကျင်လာပြီးဘမောမှာစစ်ရှုံးတာပိုးစုပ်ပဆက်ရှုံးတဲ့အတွက်ကြောင့်မို့လို့ခုတနေ့ကအဲကျွန်တော်ပြီးခဲ့တစ်ခေါက်လိုက်မှလည်းပြောခဲ့ပါရဲ့နော်အဲဒီနိုင်စင်နာကမိုးလုံလုံခံမမှာစစ်တပ်မသိတော့ပါဘူးလေဆိုပြီးသွားခိုအောင်ပြီးတော့ပြူဟာစခန်းလုံနေတာအကောင်ကြီးကြီးပါတခါလဲကြာတော်တော်များအဲ့မှာရာကြော်ကြတယ်ရာကြော်ကြသွားတယ်နော်ရာကြော်တရာကြော်နေရနီးပါးမှာရှိတယ်အဲ့တော့အဲ့မှာလည်းတော်တော်များကြာသွားတယ်အဲ့သူတို့တော်တော်လေးကိုအဲ့တော့ရှုံးနေတာသူတို့တွေနိ အဲ့တော့ပြောချင်တာကမရလည်းမတိုက်နဲ့တော့เนาะ KIA ကိုပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီတစ်ခါနောက်တစ်ခါစစ်ထက်ရှုံးရင်အဲ KIA အတွက်ရှုံးပါလေပို့စုပ်ပတ်ဆက်ပေါ့เนาะအခုချိန်မှာကျွန်တော်ပုံဝင်နေဝင်ခံပါမယ်။စစ်တပ်ကိုเนาะဘယ်တပုံကတိုက်တိုက်ခံစစ်နဲ့ပဲတိုက်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်ဘက်ကခံစစ်နဲ့ပဲတိုက်နေတာเนาะအဲခံရတာလည်းများပါလေเนาะဒါဝင်ခံပါပါ။အဲတပုံတော်တော်များများတိုက်တဲ့တပုံတိုင်းက ဆေးရအသာစီးရရသွားတာကျွန်တော်တို့ညင်းလို့မရတဲ့အချက်ပေါ့နော်သဘုံတိုင်းမှာဒီရခိုင်သဘုံပေါ့နော်ဒီချင်းသဘုံကချင်းသဘုံအစားတစ်ဖြစ်ကျွန်တော်ကျွန်တော်ကွန်းနှုံးသဘုံပေါ့ဗမာသဘုံတော့မပြောပါဘူးဗျာနော်ဗမာသဘုံမရှိပါဘူးကွန်းနှုံးသဘုံတွေပါအဲ့တော့ဘယ်သဘုံမှတိုက်တိုက်ရလက်ကောင်းကောင်းမှမရှိပါဘူးဟုတ်ပါ KIA နဲ့ရလက်ကောင်းခဲ့ပါတယ်အခုကတော့ရလက်တော်တော်လေးကိုတို့တို့ဆိုးသွားဆိုးရွားတဲ့အခြေအနေကိုရောက်လာပြီအဲ့တော့ အဲသူတို့သူတို့ကတမိုင်းတွင်မဲ့ KIA ပေါ့ဗျာနော်ဒီလောက်ထိအားလုံးကလာတိုက်လိုက်တိုင်းတစ်ခုခုရရသွားတာအခု KIA ခင်ဗျားတို့မှာတော့တိုက်လိုက်တိုင်းပိုးစုပတ်ဆက်ကြပိုးစုပတ်ဆက်ကြဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ KIA စိတ်ထဲမှာဗန်မော်နဲ့အစွဲတအားကိုကြီးသွားတယ်တဲ့ဗျာရောက်စိတ်ဝေဒနာတစ်ခုလိုဖြစ်သွားပြီငါရောက်ရမှဖြစ်မယ်ငါရောက်ရမှဖြစ်ပဲဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားတဲ့အခါမှာတော့အခုဘာဖြစ်သွားပြီလဲဆိုရင်အဲဒီနေ့အခု ရှင်းမယ်ဗမောလုံးဝမကြတဲ့ပြင်ကိုအေးအေးဆေးဆေးရေခဲပါဗောဗျာနော်အခုချိန်ထိလည်းရေခဲပါအဲ့တော့တို့ဝင်လာတဲ့ချောင်းနေတဲ့သူတွေအားလုံးချောင်းနဲ့ချောင်းနေတော်တော်ချောင်းနေပါလေချောင်းနေဆိုတာကအဲတို့ဒီဖားကန်ဘက်ကနေပြီးတော့ KIA ကတရင်း6ရင်းဗောတို့ဗမောတော်တော်လေးရင်ခံထားတာဆိုတော့လေဖားကန်ဘက်ကတရင်းနေအကုန်လုံးကဗမောဝါလာစုတယ်စုပြီးတော့ဗမောကိုလူလှိုင်းသုံးပြီးတိုက်မယ်တဲ့နော် KIA ဒီအပြင်ကို တခြားပေါ့သူတို့ဒီဆွဲချောဆွဲထားတဲ့သူတွေအဲကွန်နုံပရတ်တွေနောက်တစ်ခုပါမောပြအီအီကပါလျာငပိကျပေါ့နေရာတိုင်းလျှောက်ပါနေအောင်เนาะအဲ့တော့သူတို့ကရမြအရခဲပြီးတိုက်မယ်လူလိုင်းသုံးပြီးတိုက်မယ်လို့တော့စီစဉ်ထားတော့ရှိတယ်လူလိုင်းပဲသုံးသုံးဘာပဲသုံးသုံးဗမောဆိုတာနတ်ဆောင်တဲ့မြို့နော်နတ်ဆောင်တဲ့ခံစစ်လို့ပြောလို့မမှားဘူးဘာကြောင့်လဲဆိုတော့ဗမောကစစ်တီတွေစိတ်တက်ကောင်းတယ်ညီကောင်မောင်မစိတ်တက်ရှိတယ်ပြီးတော့ တတိပြတိကောင်းတယ်ပြီးတော့ခေါင်းဆောင်ကလည်းခေါင်းဆောင်ကောင်းပီတာတယ်တရားသမားကြီးလည်းဖြစ်တယ်နော်အဲ့တော့တရားလည်းသိတယ်ဒါလည်းသိတယ်ဆိုတော့ဘုခေါမပြတ်ကျွန်တော်ဘုခေါမတရားလည်းသိတယ်ဒါလည်းရှိတယ်လားတရားလည်းရှိတယ်ဒါလည်းသိတယ်အဲ့ပုံစံမျိုးလားအဲ့ပုံစံမျိုးပေါ့ဗျာနော်အဲ့တော့အဲ့လိုမျိုးခံစစ်မျိုးဖြစ်တယ်အဲ့တော့လုံးဝရမှာမဟုတ်ဘူးဘလောက်ကြီးပဲလာလာအဲ့လိုမျိုးပဲသွားပြီးစုလိုက်တယ်စုစုလာဖို့တောင်မှလာခါနီးပဲရှိသေးတယ်ဘယ်နေရာဘယ်နေရာရောက်ပြီဆိုတာနဲ့ကို အပေါ်ကလေနသားလာလာပြီးတော့အစာကောက်ကောက်သွားပြန်အဲ့ဒါကြောင့်မို့လို့ဗမော်ဆိုတာနတ်ဆောင်တဲ့မြို့လို့ပြောရမှာပါအာလေနသားတွေစောင့်နေတော့မြို့ပေါ့ဗျာနော်အဲ့တော့ဆော့ဘလော့ဒီသွားလိုက်ပြန်ပြီခုနကနိုင်စင်သားမှလည်းဆော့ဘလော့ဒီခံလိုက်ပြန်ပြီအခုလည်းလာဆောင်နေလာချောင်းနေတဲ့သူတွေသိမလားလာပြီးတော့ကြားချောင်းချောင်းနေတဲ့သူတွေမကြခင်ကြားချောင်းတော့ကြားချောင်းပဲပြေးတဲ့ခါကျခွေးပြေးဝက်ပြေးကြောင်ပြေးကြွက်ပြေးပြေးရမှာနော်အဲ့တော့တိတ်မကြခင်နားထောင်လိုက်ပါကျွန်တော်တရင်ကောင်းမဲနားထောင်ပါနော်ကြားပြေး မဟုတ်ချောင်းနာကကြားချောင်းချောင်းနာပြီးတော့ကြွက်ပြီးကြောင်ပြီးဝက်ပြီးပြီးရမှာနော်ခွေးပြီးပါပြီးရအောင်မမပူနဲ့နော်အဲ့တော့ခင်ဗျားတို့ PDF တွေသတိထားမင်းတို့တွေပို့စုပတ်ဆက်ခံရမှာနော် KIA ဆိုတာမင်းတို့တွေကိုတစ်ခါသုံးဆိုပြီးအသုံးချနေတာဘယ်သူမှကွန်တော့ဝန်တစ်ခါပြန်မသုံးဘူးအဲ့တော့မင်းတို့တွေဆေးလေးတွေကျွေးလိုက်ဆေးလေးတွေထိုးလိုက်နေအတင်းကုတ်ကတက်နေတာသတိထားနော် KIA ကလူမျိုးရေးအရင်ကအစွန်ရောက်ပြီးတော့ကချင်ပြည်နယ်ကို နော်မောင်ပိုင်စီးဖို့ကြိုးစားတာကချင်ပြည်နယ်ဆိုတာကချင်ပိုင်တော့မဟုတ်ဘူးကချင်ပြည်နယ်ဆိုတာနမ်းမဲသာကချင်ပြည်နယ်ကချင်ပြည်နယ်မှီတင်းနေထိုင်တဲ့သူလက်မြေလေအောင်မြင်းဆောင်မကြအားလုံးပိုင်တယ်အဲ့ဒီမှာရှိတဲ့ရှမ်းနီတွေနော်ဗမာတွေကောတခါတွေတရုတ်ကလားအစသဖြင့်အားလုံးအားလုံးဗမာအကုန်လုံးအဲ့ဒီမှာရှိတဲ့သူတွေအားလုံးကိုကိုစားပြုတဲ့ဖွဲ့စည်းရကချင်မဟုတ်ဘူး KIA မဟုတ်ဘူး KIA ဆိုတာသူ့လူမျိုးတစုမင်းတို့ကွန်တုံးလူမိုက်အားကိုနဲ့နော်အတုံးချပြီးတော့ကချင်ပြည်နယ်ကိုမောင်ပိုင်စီးဖို့ကြိုးစားနေတာဖြစ်တယ်အဲ့တော့မင်းတို့ကမတရားတဲ့အာဓမစစ်ကိုတိုက်နေတာ ဲ့ဒီအကြောင်းမင်းတို့တွေကြက်ကြက်သတိထားပါမင်းတို့တွေအတွက်အဲကန်ဆိုးခြင်းတွေရောက်လာလိမ့်မယ်နော်တိတ်မကြခင်မှာအခုလည်းကန်ဆိုးနေပါပြီခုနှစ်နှစ်ကလည်းအယောက်30နော်ပြန်ဆင်းသွားတာနှစ်ယောက်ဖမ်းပြီးရနှစ်ယောက်တည်ပြီးတော့ကျန်တဲ့ဟို20ကျော်လောက်ပဲနော်ဟိုပြန်ရောက်သွားတယ်အကုန်လုံးထွက်ပြေးကုန်ပြန်ပြေးကုန်ပြီနော်အဲ့တော့ဒီရင်းချောင်းရင်းကလည်းရောက်နေတယ်ရောက်နေသူညားလည်းပဲကြားချောင်းနဲ့ချောင်းနေတာပဲတိတ်မကြခင်အဲ့ကြားချောင်းချောင်းရတယ်ခွေးပြေးဝက်ပြေးနော်ကြွက်ပြေးပြေးရမှာပါအဲ့တော့ဗမောက်သားမဆမ်းပါနဲ့ နောက်တစ်ခုကဗမော်အတွက်လိုအပ်တဲ့စစ်အင်အားတွေလည်းရောက်သွားပြီနော်စစ်အင်အားတွေလည်းရောက်သွားပြီဖြစ်တဲ့အကြောင်းဗမော်မင်းတို့မင်းတို့လည်းစစ်အင်အားဖြည့်ထားတယ် KIA ကလည်းစစ်အင်အားတွေဖြည့်ထားသလိုဗမော်မှာတပ်ကလည်းစစ်အင်အားတွေဖြည့်ထားပြီးသားဖြစ်တယ်နော်ဒီထက်ပိုကောင်းသောပိုကောင်းသောလက်နက်စမ်းတွေပါရောက်ကောင်းရောက်လာနိုင်တယ်နော်ပိုကောင်းသောလေနက်သားတွေလေနက်သားတွေရောလေဘလူးတွေရောဆိုတာလေစွန်တွေရောအများကြီးလာတော့မှာ ဗမောကနတ်ဆောင်တဲ့မျိုးလို့ပြောတာအကြောင်းလေနတ်သားတွေဆောင်ဆောင်လျှောက်တဲ့မျိုးဖြစ်တယ်နော်နတ်ဆောင်တယ်သက်လားဗမောကနတ်ဆောင်တဲ့မျိုးဖြစ်တဲ့ကြောင့်မင်းတို့ရဖို့မေးလိုက်တော့လို့ပြောလို့ရပါတယ်အဲတော့ဘာတော့လဲကျွန်တော်တို့ပြောမယ်နော်အခုချိန်ထိကျွန်တော်တို့ AACC နဲ့အဲရွေးချွန်ချွန်နဲ့အခုခံတိုက်ပွဲဝင်နေတော့မှဖြစ်တယ်မနက်ဖြန်နေတပတ်ခါတွေကျွန်တော်တို့မသိဘူးလက်ရှိအချိန်ထိဗမောရေခဲပါလက်ရှိအချိန်ထိဗမောရေခဲပါ တိုက်ပွဲဝင်နေပါတယ်စစ်တပ်ကလည်းအကောင်းဆုံးစူးစမ်းနေပါတယ် အဲ့တော့စစ်တပ်ကဗမော်တခုတည်းကိုအာယုံစိုက်ပြီးတော့အရန်ကို feeling နဲ့တက်နေတော့ KIA အကြောင်းကိုငေါကောင်းတည်သွားတယ်။အဲ့တော့ဗမော်က KIA ကပို့မလောက်ဖြစ်နေတယ်။ပို့မလောက်ဖြစ်တဲ့ခါကျတော့သူ့နောက်မှာကြံခဲ့တဲ့စခန်းတွေရှိတယ်ဗျာ။ဒါ Parkan တို့။ဒါပြီးရှင်မြစ်စုံဘက်တို့။အဲ့တော့သူကတော့ဗမော်ကိုလုံးနေလုံးနေလုံးနေတယ်။သူလုံးနေအချိန်မှာပဲစစ်တပ်ကအနောက်ကနေပြီးတော့ဒီပြည်သူစစ်တွေနော်အဲ့တော့သူရှမ်းနေ တက်အင်အားတွေပေါင်းပြီးတော့ဖားကန်ကိုဝင်းစော်တာအလှပါပဲခင်ဗျာအလှပါပဲခင်ဗျာဖားကန်ဆိုလို့ရှိရင်ဘျူဟာမူးပါပြောင်းလိုက်တယ်နော်ဖားကန်ရဲ့ကျွန်တော်တို့ဘျူဟာမူးကိုပြောင်းလိုက်တဲ့ပုံစံကျွန်တော်တို့ကြားသိရတယ်ပြောင်းတဲ့ပုံစံလည်းသိရှင်းတယ်ဗျအရင်ဆုံးလာတာကဘူဘျူဟာမူးအဟောင်းကိုချပြီးတော့အဟောင်းကိုတည်ပြီးအစ်စ်ကိုချလာလေကင်းထောက်လေရင်နဲ့ကင်းထောက်လေရင်နဲ့ရင်လာတယ်ကင်းထောက်လေရင်လာပြီးတော့ကင်းဆောင်လေရင်ပါတယ်ပြီးတော့မှဘျူဟာမူးကိုလဲတယ်နော်အားကြောင့်ကြားသိရအောင်ဗျာနော် ဲဒီပုံစံမျိုးကျွန်တော်ယူဆတယ်အဲ့တော့လူကြီးအပြောင်းလဲလှုပ်လိုက်တယ်လို့ကျွန်တော်ယူဆတယ်နော်လူကြီးအပြောင်းလဲလှုပ်လိုက်ပါတယ်လှုပ်ပြီးတဲ့ခါမှာအဲ့ဒီဖားကန့်ဗျူဟာနေပြီးတော့နော်လက်နက်ကြီးတွေနဲ့လှမ်းပြစ်တို့ရတဲ့အခြေအနေမျိုးတွေထိရှိလာပြီအနောက်ထပ်အဲဒီထိုးစစ်ပေါ့ထိုးစစ်ဆိုရင်စစ်ကြောင်းကြီးနှစ်ကြောင်းနဲ့ဆောင်ရွက်နေရလို့ကျွန်တော်တို့နောက်တုံးတက်လို့ရတယ်ကျွန်တော်တို့ဒီစီရေးတရင်အင်ဂျင်မြစ်တွေကရဆိုရဆိုလို့ရှိမို့နော်အဲ့တော့အဲပို့ပြီးတော့ တစင်းတစင်းပေါ့နော်သူတို့ကစစ်ကြောင်းထိုးတဲ့ပုံစံကလည်းနော်ဒီတိုက်ရိုက်ခိုက်ဒီစစ်ကြောင်းထိုးတဲ့ပုံစံကလည်းကျွန်တော်ကြည့်ရသလောက်ဆိုလို့ရှိရင်ဖြည်းဖြည်းချင်းထိုးတာနော်နည်းနည်းချင်းနည်းနည်းချင်းနည်းမြေဆိုးမှုမှုရောနော်အဲဘယ်လိုခေါ်မလဲနည်းမြေအပိုင်ဆိုးမှုနည်းမြေဆိုးမှုမှုနည်းမြေရှင်းနေမှုအဲသုံးခုသလုံးနဲ့ဆောင်ရွက်ပုံရပါတယ်တစင်းစင်းတစင်းစင်းတစင်းစင်းနဲ့တက်လာတာဆိုလို့ရှိရင်အခုဆိုရင်ဖားကန့်နော် ဖာကန်နာကနန်ရပေါ့နတ်ရလို့ခေါ်ပါဘူးနတ်ရမျိုးနတ်ရရွာကြီးပေါ့အဲ့ရွာကြီးကကျွန်တော်တို့မော်ရီအားလုံးစုံတဲ့နေရာတကယ်ကိုတနည်းအားဖြင့်ပြောမယ်စီးပွားရေးရွာကြီးလို့ပြောလို့ရတယ်အဲ့ဒီရွာကိုတက်ကလုံးဝတိမ့်ပလိုက်ပြီးနော်အထိုင်ချလိုက်ပြီးလို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီကနေတဆင့်ဖာကန်မှာရှိနေတဲ့ view ဟာအထီကိုထိုးပေါက်သွားမယ်ထိုးပေါက်သွားပြောလို့ရှိရင်တော့ KIA ကတော့ဒီ ဖားကန်တဲ့ဝင်တဲ့လမ်းကြောင်းလမ်းကြောင်းကသုံးခုလောက်ရှိတာ။အဲ့ဒီသုံးခုလုံးကတော့ KIA စိုးမိုးထားတယ်။တိတ်မပူနဲ့ KIA ဟာဘမော်မှာအရန်ကို feeling နဲ့တက်ပြီးတော့သိထမလား။သွားလုတဲ့ခါကျတော့သူ့အနောက်ကနေပြီးတော့ဒါတက်ကလည်းဒါစစ်ကြောင်းတစ်ဖက်ကပြန်ပြီးတော့ဖြွင့်တာပေါ့ဗျာနော်။အဲဖြွင့်တဲ့အခါမှာတော့ကိုကအရှိကိုကြိုက်ဖို့ဒီခါလေးဘက်ကြီးထောက်ပြီးဒီခါလည်းကြားချောင်းချောင်းနေတာ အနောက်ကအနောက်ကတက်ကဘယ်လိုခေါ်မလဲဆိုချင်တော့သူအမီလေးကိုဖမ်းဆွဲတဲ့ပုံစံလေးကျင်ကြားချောင်းနေတယ်ကြားရရှိကိုကြိုက်ကိုချောင်းနေတယ်ချောင်းနေတဲ့အချိန်မှာပဲတက်ကအနောက်ကလည်းမင်းအမီကိုဖမ်းဆွဲတယ်ဆိုတဲ့ပုံစံမျိုးနဲ့နော်ဖမ်းဆွဲထားတဲ့ပုံစံမျိုးဖြစ်သွားပြီအဲ့တော့အဲကချင်တပီလုံးတိုင်းတာအနေနဲ့အစစ်ကစားမှုမှာအရောက်ကိုလှပပါတယ်ဗျာနော်အဲ့တော့ဒီမြေဆုံဘက်သွားတဲ့ဘက်ချမ်းမှာလည်းဒီတိုက်ပွဲကတော့ရှိနေတယ်လို့ကျွန်တော်ကြားသိရတယ်နော် ဲ့တော့မြေကြီးနာမှာရှိနေမှာပါခောက်အောင်လေလက်နက်ကြီးတွေနဲ့လမ်းလမ်းပြီးပြင်နေရတော့ရှိတယ်။ပြောပါတော့လဲပဲ Parkan ဆိုတာကမြန်မာနိုင်ငံရဲ့ GDP เนาะ GDP ကျွန်တော်မြန်မာနိုင်ငံမှာစံချိန်တင်ရတာ GDP ဘီလီယံ60ဘီလီယံ80ပေါ့ဗျာเนาะအဲ့ဒီဘီလီယံ60ဘီလီယံ80ရဲ့တဝက်လောက်က GDP က Parkan လို့ပါလို့က Parkan ဘက်ကလာကချင်ပြည်နယ်ကလာတာเนาะအဲ့ဒီအတွက်ကြောင့်မို့လို့အဲ့ဒီ Parkan ကိုသာရမယ်ဟိဆိုရင်တက်မလို့အတွက်လဲစစ်သုံးစရိတ်တို့เนาะ ဟိုအစိုးရအသုံးစရိတ်တွေပါပြန်ရသွားနိုင်တယ်เนาะအဲ့တော့ဒီနေရာမှာဘယ်သူတွေကျေးဇူးတင်ရမလဲဆိုဗံမော်ကျေးဇူးတင်ရမှာဗံမော်ကစစ်တီတွေရဲ့တိုက်ရိုက်ခိုက်ရစွန့်ရင်ကောင်းမှုတွေကိုကျွန်တော်ကျေးဇူးတင်ရမှာပါအဲသူတို့တွေရဲ့ဒီပေါ့နော်ဗံမော်ဟာ KIA PDF တွေအားလုံးရတင်းကြိုင်းဖြစ်တဲ့အခါကျတော့ကျန်တဲ့နေရာတွေမှာရှိနေတဲ့တက်တွေကအသက်ရှူချောင်ပြီးတော့ဟိုစီးရရလက်တွေအရန်ကိုကောင်းလာစေတယ်เนาะတော်တော်လေးလည်းကောင်းလာပါတယ်ဒီနေ့မနက်ပေါ့ဒီနေ့မနက်ဆိုရဲဆိုရှင်မွန်လွဲပိုင်းဆိုတော့ကျွန်တော်တို့ နေကင်းလောက်ပေါ့ဗျာနေကင်းလောက်မှာလေရင်သုံးဆင်းရှင်ပြီးတော့တက်သွားတယ်เนาะတက်သွားမယ်ပဲတက်သွားဖားကံပဲတက်သွားတယ်တဲ့အဲ့တော့ဖားကံမှာသွားပြီးတော့အပျော်အလှည့်ကြည်တာတော့မဟုတ်တော့ဘူးထင်တယ်ဘာလို့ဖြစ်သွားလဲတော့ကျွန်တော်မသိပါဘူးเนาะအဲ့တော့ပါတော့လည်းပဲနေမီသတင်းနဲ့ကျွန်တော်စီရေးသတင်းသုံးသက်ကအယောင်ခက်ခဲပါတယ်เนาะရအောင်လည်းခက်ခဲတယ်ဒီနေ့မနက်ပြန်ဘာဖြစ်မယ်ဆိုတော့ပြောလို့မရဘူးတို့ပါတော့ညာပဲလက်ရှိဖြစ်စေဖြစ်စေကိုပဲပြောပါတယ်เนาะအဲ့တော့အခုလက်ရှိလက်ရှိဖြစ်စေမှာတော့ ဗမော်နဲ့ရောင်ဖီလင်းနဲ့တက်နေတော့ဗမော်ကိုကြားချောင်းချောင်းနေလေးဘက်ကြီးထောက်ကြားချောင်းနေတဲ့ KIA ဟာတက်ကအနောက်ကနေသူ့အမိကိုဖမ်းဆွဲတဲ့ပုံစံမျိုးတွေနော်တင်မောက်ကိုဆွဲစိတ်တဲ့ပုံစံမျိုးတွေအောင်ခံရပါပြီအခုဆိုရင်နန့်ရရွာကိုတက်ကလုံးဝရပြီ gate ထိုင်လိုက်ပါပြီနော် gate ထိုင်လိုက်ပြီးအိုက်ကနေပြီးတော့ထပ်ပြီးတော့သူရဲ့စေရေးရီမန်းချက်ကတော့အရှိကိုဆက်သွားအောင်ပါနော်ဖားကန်ဖားကန်ပြီးလို့ရှိရင် ဖားကန့်ထက်ကိုကြော်ပြီးတော့စီရေးရီမန်းချက်ကိုထားရှိပါစီအဲ့ဘက်ကြော်သွားပြီးဆိုအရှိတ်ဘက်မှာဆက်ချိတ်လို့ရတနိုင်းဘက်ချိတ်လို့ရမယ်နော်အဲတနိုင်းဘက်ကိုလည်းချိတ်လို့ရမယ်အတိုင်းတိုင်းရှိတယ်အဲ့တော့ဗမော်เจ้าကိုမင်းနေကြလို့ပါဗမော်စစ်အင်အားလည်းရောက်သွားပြီဗမော်နားကိုလည်းကတ်လို့မရချန်စီယိုနားကိုမကတ်မို့ကတ်တယ်ကတ်တယ်ကတ်တယ်အဲကတ်တယ်ကတ်ပြီးမှလည်းပြီးရင်ပြီးလို့ရှိရင်ဘာမှမဟုတ်ဆေးကြောင်ပြီးတက်တက်လာတယ်နော်ပြီးရင်အလောင်းတွေချန်ချန်အမီချန်စီယိုနားမှာချန်သွားတာ ခြံကြီးနာမှာခြံနဲ့ခြံပြီးသူတို့သူပြန်ပြန်စင်ပြီးသွားတာအဲ့တော့တစ်ချိန်နဲ့ခံနှစ်ချိန်နဲ့ခံသုံးချိန်နဲ့ခံဖြစ်နေအဲ့တော့ကြည့်ရတော့ကြာနော်အခုချိန်ထိဟော AAC စီပါလို့ပြောလို့ရပါတယ်နော်ဟုတ်ပြီဘာမပြီးရောလို့ရှင်ကျွန်တော်တောင်ပိုင်းကိုသွားအောင် concrete concrete မြို့နယ်မြေသတင်းတွေကိုကျွန်တော်အာလေ့လာကြည့်တယ်ဗောနော်လေ့လာကြည့်တဲ့ခါမှာတော့ concrete မြို့နယ်တဲ့ one cut ကြီးရော KNU PDF တွေအယောက်200ကျော်လောက်အဲ့ဒီထဲမှာရွာကိုသူတို့ရွာလုပ်လိုက် ဲ့မှာရှိနေပြည်သူတွေကတော့ပြေးကုန်ကြပြီ။ဘာကြောင့်လဲဆိုရှင်မချခင်စစ်လာတော့မှသိနေပြီလေနော်။အဲကော့ဂရိတ်မြို့မှာလည်းခလာရ60ခွန်ရှိတာဟုတ်။ခလာ60ခွန်ကလည်းလူရောလူရောလာမှာမဟုတ်ဘူးဗျာသိလား။အဲ့ဒီဘက်မှာသွားကတ်လို့ရတော့အဲ့တော့အဲကော့ဂရိတ်မှာလည်းနည်းနည်းလေးသတိထားစေချင်ပါတယ်နော်။အဲကော့ဂရိတ်ရဲ့စီးအချင်းတွေဒီလိုရှိတယ်။တိတ်မချခင်အဲကော့ဂရိတ်မှာလည်း CH ချိန်နေမြင်လာလို့ရှိရင်အဲကျွန်တော်တို့အန်အောစီယံမဟုတ်ဘူးပေါ့ဗျာနော်သူတို့လည်းအင်အားနေရလောက်နဲ့လာကတ်နေပြီဆိုတော့ဟုတ်လားအဲ့တော့နောက်ထပ်အဲ့ကနေပြီးတော့ကျွန်တော်ဆက်ပြီးသွားအောင်ပါဗျာသိလား အကချင်းပြည်နယ်ကိုပြန်သွားအောင်ပါကချင်းပြည်နယ်ကိုပြန်သွားအောင်ပါကချင်းပြည်နယ်တဲ့ဒါကတော့မိုးညင်းမြို့နယ်ပေါ့ဗျာနော်ကချင်းပြည်နယ်မိုးညင်းမြို့နယ်တဲ့နတ်စော်လော်ရွာမှာနော် KIP PD ရတဲ့ကတ်နေတယ်ပေါ့နော်ဒါအားလေးလည်းနေမြေကန်မှာနေမြေကန်ဒီမှာရွာသားကြီးလည်းတတိထားစီကျင်တယ် KIP PD ရတဲ့ကတ်လာပြီဆိုတော့ဘာဖြစ်မလဲရွာကစစ်ဖြစ်မယ်စစ်ဖြစ်မယ်ကျွန်တော်ပြည်သူတွေကိုအလုံးကပြောတာပါကျွန်တော်ဘယ်လိုခေါ်မလဲဆိုရှင် စီရေးအဖြစ်ပြောအဓိကဆိုတာဆိုရင်ပြည်သူတွေဂယူဆိုင်စေခြင်းတယ်ပေါ့နော်အဲ့လိုမျိုးကတ်တယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်ကြောင့်မို့လို့နော်မိုးညင်းမြို့နတ်ဆော်လော်ရွာမှာရှိနေတဲ့ရွာသားတွေလည်းသတိထားပါနော်ဟိုစင်စင်ကြီးလေးနေပါလုံချောင်းနေကြပါနော်အဲ့တော့စစ်ကလည်းအဲ့မှာကတ်လာနိုင်တာမေလာနှစ်ရက်နေရကတ်တယ်လို့ကြားသိရတယ်ကရင်ပြည်နယ်မှာတော့အဲ့နီးဟိုဘယ်လိုခေါ်မလဲဆိုချင်မေလာ3ရက်နေ့နေ့ကကတ်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာနော် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်သွားရမယ်ဟေးဆိုလို့ရှိရင်တော့ဟင်္ဒရာအေယဝရီဟင်္ဒရာကိုနဲ့ပတ်သက်ပြီးတော့ဟိုတနေ့ကကျွန်တော်ပြောခဲ့တယ်နော် ဟင်္ဒရာမှာအဲစင်သေးကြတပုံနေ PDF တွေစိတ်ဝင်နေပြီလို့ပြောတယ်ပေါ့နော်အဲမနေ့ကကျွန်တော်နေမြေသတင်းရပါတယ်နော်နေမြေသတင်းရဆိုလို့ရှိရင်ဟင်္ဒရာမှာနတ်နတ်တန်တွေပြစ်ခတ်တန်တွေကြားရတယ် PDF တွေစိုင်ကယ်၅စီးနဲ့ဝင်လာတယ်ဝင်လာခါမှာတော့ဟင်္ဒရာမြို့ထဲမှာမဟုတ်ရွာမှာလို့ပြောတယ်ဗျရွာတွေကတော့ စိတ်ဖြူကုန်းရွာနဲ့မှန်ကုန်းရွာပဲချမ်းပါတယ်အဲ့တော့တက်ကလည်းအဲတိတိချင်းမှာပဲလိုက်ရှင်းနေတယ်နော်လိုက်ရှင်းနေတယ်အဲ့တော့မြို့သူမြို့သားတွေအားလုံးအနေနဲ့အကျန်းဖတ်မှုကိုအာမပေးပါနဲ့ကိုမျိုးကိုရောစစ်မဖော်ပါနဲ့နော်အမ်တရင်ဘလိုခေါ်မလို့ဆိုရှင်အကျန်းဖတ်တရင်နေပေါ့နော်အဲ့လိုမျိုးဆိုရှင်ငြိမ်းချမ်းဖို့အတွက်ပူပေါင်းဆောင်ရွက်ကြပါနော်အဲ့လိုမျိုးပဲကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုရှင်ဒီဟင်္ဒရာမျိုးမှာစင်မီမတောက်ဖို့ကအရန်ကိုအရန်ကိုအရေးကြီးပါတယ်ခင်ဗျာနော် ဟုတ်ပြီအဲ့တော့ဟင်္ဒလာနဲ့ပတ်သက်လာကျွန်တော် ARV တိုင်းကိုဆက်လိုက်သွားရအောင်ဗျာနော်အဲရေချီမာက344အမြောက်တက်ရှိတာဟုတ်နော်344အမြောက်တက်တဲ့မလာမကမ်းပါကပြူဟာရှိတယ်ရေချီအေယာဝတီတိုင်းရေချီမြို့နယ်အဲအဲ့ဒါတွေကကျွန်တော်တို့ဒီရခိုင်ရုံးမနဲ့ရန်ကတ်ပြီးတော့ရခိုင်နဲ့တိတ်မလန်းမကမ်းမှာရှိတဲ့နေရာပေါ့ဗျာနော်အဲ့ဒီမှာအမြောက်တက်344ရှိပါတယ်အဲ့ဒီ344နဲ့ပြူဟာရှိတယ် ဲတုံးလေးလေးကသူတို့ဘယ်တက်မစုံမထားပါသူတို့နားကိုကတ်မှာဆိုတဲ့အတွက်ကြောင့်မလို့ကာကင်းကိုအမြဲထုတ်ထားပါတယ်အဲ့တော့ကာကင်းထုတ်ထားတဲ့နေရာကဆိုလို့ရှိရင်တက်နေဆိုလို့ရှိရင်မရှိဘူးဆိုရင်9မိုင်6မိုင်လောက်အဝေးမှာထုတ်ထားတယ်ဗောနော်အဲ့ဒီအဲ့တက်ကိုအဲ့ဒီကာကင်းကိုကြော်လို့ရမှသာလျှင်အဲကျွန်တော်ဒီတုံးလေးလေးကိုသူတို့တိုက်လို့ရမှာအဲ့တော့သူတို့ကအဲ့တိုက်အဲ့ကာကင်းကိုတော့မှသူတို့ကတ်လို့မရပါဘူးတုံးလေးလေးကိုသူတို့ရပါပြီလို့တိုက်နေပါပြီလို့ပြောနေတာအခုချိန်ကြီးကာကင်းသားတော်မှာကတ်လို့မရတဲ့ချိန်ဖြစ်တယ်မနေ့ကတဲ့နော် ဲ့ဒီကာကင်းကိုတဲ့လာကတ်တယ်ည9နာရီလောက်မှလာကတ်တယ်တက်ကဘာနဲ့သွားကျဲလဲဆိုတော့ကြတော့ဝိုင်းတွဲနဲ့သွားကျဲပါလေဝိုင်းတွဲကိုမီးလုံးမှမှိတ်သွားသေးတာမီးလုံးကမြင်နေရမှာဆိုသိမလားမီးလုံးတွေပါအကုန်လုံးပိတ်ပလိုက်တယ်ပိတ်ပြီးတော့မှအတန်မိုင်ဝိုင်းတွဲဆိုတော့အတန်လုံနေတာသိလားအတန်လုံနေအဲမီးလုံးပိတ်ပိတ်ထိရောက်တဲ့ထဲမှာဝိုင်းတွဲပါလေအဲဝိုင်းတွဲအတန်လုံတော့မီးလုံးပိတ်ပြီးတော့သွားပြီးတော့ကျဲတယ်အကောင်းလေးကြဆုံများစွာနဲ့ကတ်လို့တော့မရသေးပါဘူးအခုချိန်ကြီး၃လေးလင်းသားကိုကတ်လို့မရဘူး ဲ့တော့အဲကြာဆုံးများသွားလည်းပြန်ဆုတ်သွားရတယ်ပေါ့ဗျာနော်အဲ့တော့ဒဝင်နဲ့ပတ်သက်ပြီးတော့နောက်မှကျွန်တော်ပြောမယ်နော်ဒဝင်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြောစရာတွေတော့အများကြီးရှိတယ်အဲသို့ပါတော့လည်းပဲအချိန်အကန့်အသတ်ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေ့အဲဒူချုံပြောမဆိုရင်ပမောအေးစေးပါစစ်ကူတွေတော့ရောက်သွားပါပြီနော်တက်ဖက်ကစစ်ကူတွေရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်ကူနေတော့ကဘာမှမရှိတော့ကတော့မှာပဲဗျာ ဘာမောကရွေ့ရွေ့ချင်ချပန်းပန်လေးရရှိနေတဲ့အချိန်မှာအခုလိုမျိုးစစ်ကူတွေရောက်တယ်ပြစ်ကူတွေလည်းရောက်မယ်ဟုတ်လားဆိုလို့ရှိရင်တော့ဘာမောဆိုတာနတ်ဆောင်တဲ့မြို့ပါနော်အဲ့တော့ဘာမှဖြစ်လာစရာမရှိဘူးလို့ပဲကျွန်တော်ပြောရမယ်နောက်တစ်ခုအနေနဲ့ကအဲ KIA ကလည်းအင်အားတွေဖြည့်ထားတယ်ဖာကန်ဘက်ကလည်းရင်းနေရင်း6ရင်းလောက်ကိုတခါတည်းဘာမောဘက်ကဖြည့်လိုက်တာသူဖာကန်ဟိုမှာအနောက်မှာဖို့ရဖေးနဲ့တက်ကဝင်လုံးနေပြီနော် ကြားချောင်းရှိကိုချောင်းငါမှာပဲလေးဘထောက်ကြီးကြားချောင်းနေတာအနောက်မှာတက်ရောက်တော့သူမသိဘူးဖြစ်နေနော်အဲ့ပုံစံလေးဖြစ်သွားပါတယ်အဲ့တော့ဒါကဗမောအကော့ဂရိတ်သတိထားရမယ်နော်ကော့ဂရိတ်ရဲ့ကော့ဂရိတ်ကြောင့်လည်းကျွန်တော်ပြောခဲ့ပြီးသွားပါပြီမုံညင်းကြောင့်လည်းကျွန်တော်ပြောခဲ့ပြီးသွားပါပြီနော်အဲ့တော့ဟင်္ဒရာမှာဖြစ်တဲ့ဒီပြစ်ခတ်မှုလေးရဲ့အကြောင်းလည်းကျွန်တော်ပြောပြီးသွားပါပြီအခုစင်တော့ရေကြီးပေါ့အဲရေကြီးမှာရေကြီး3လေးလေးပေါ့အာ3လေးလေးပက်ချမ်းမှာ တိုက်ပွဲအခြေအနေလည်းကျွန်တော်ပြောပြသွားပါပြီเนาะအဲ့တော့အားလုံးတာယာအေးချမ်းကြပါစေစိတ်အေးထားပါဘာမှပါမှမဖြစ်ပါဘူးเนาะကျွန်တော်တို့အခုအချိန်ထိလည်းနောက်ဆုံးရရှိတဲ့သတင်းရဆိုရင် ACC ပဲရှိနေပါတယ်เนาะရောဘယ်ဘလောက်ထိရထားပါပြီလို့80ရာခိုင်နှုန်းရထားပါပြီလို့ခေတ်သစ်တို့ဘာလို့ပြောနေတာသူတို့ကပြောနေရတာကအဲ့ဒီမျိုးပူကတ်နေတိုင်းရတယ်ပြောမယ်ဆိုရင်သူတို့ရတာကြားလာပြီပေါ့ဟုတ်တယ်မလားဒီလိုပဲနင်းနီးကက်ကက် ခြံစည်းရိုးနာကတ်လာလိုက်အလောင်းလေးတွေခြံခဲ့လိုက်ပြန်သွားလိုက်ခြံစည်းရိုးနာကတ်လာလိုက်အလောင်းလေးတွေခြံခဲ့လိုက်ပြန်သွားလိုက်လုပ်နေတာကတော့ PDF KIA များရဲ့ကုန်လုံးများရဲ့ဘဝပါနော်အဲ့တော့ကြောက်လိုက်လေးခြားပြစေအောင်အော်လိုက်တော့ဖြစ်တယ်ဗီဒီယိုလေးခြားပြစေအောင်ကျေးဇူး